ဒီဗီဒီယိုနားထောင်သည်ဖြစ်စေနားမထောင်သည်ဖြစ်စေနားထောင် ဖြစ်သွားတဲ့သူအတွက်ကတော့တခုခုရလိမ့်မယ်လို့အဲကျွန်မပြောရေးပါတယ် platform တခုပေါ်မှာကိုယ့်ရဲ့ကိုယ့်ရဲ့မျှဝေမှုတွေကိုယ့်ရဲ့စူးစမ်းအထောက်မှုလည်းလောက်ကြဖို့လည်းအကြံပေးချင်ပါတယ်ပေါ့နော် AI ဖြစ်ဖြစ်လေ့လာလိုက် or english တိထားရတော့မမားပါဘူး English ကို account လုပ်ထားတာဘယ်တော့မှမမားဘူးအဲ့တော့ English ကြောင့်ပဲကျွန်မဘွားအရင်ပြောင်းလဲသွားပါတယ်အဲ့တော့ English ကိုသင်ပါ engineer ဖြစ်ချင်လားအဆိုတော်ဖြစ်ချင်လား English ကိုသင်ယူပါလေ့လာပါငယ်ငယ်ကလေးကမိဘတွေကလည်းအများနဲ့ support လုပ်ပါပတ်စံဟာအရာရာမဟုတ်ပေမဲ့အရာရာတိုင်းမှာတော့ပတ်စံလိုအပ်တယ်ဆိုရက်ဆိုရလို့ပါပဲမိဘရင်ခွင်ထဲမှာအပူပင်ကင်းစွာနဲ့ရှင်တန်ခဲရပြီးနောက်မှာတော့ကျွန်တော်ကျမတို့ဟာကိုယ်အစွမ်းအစားနဲ့လွတ်လပ်စွာပြန်တန်း ကိုရှောက်လိုက်ရမယ်အသက်20ကျော်အရွယ်ကိုရောက်လာခဲ့ကြပါပြီ။ကဘာမြေပေါ်မှာအမိအခုကင်းရှစ်ဆက်ရုံးကန်နေထိုင်နိုင်ဖို့ဆိုရင် အလုတ်ကင်နဲ့ဝင်းဝင်းစကားဆပြောလိုက်ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဝင်းဝင်းပတ်ဆံရှာတဲ့အခါတကယ်လက်တွေ့ဘဝလမ်းလျှောက်ဖို့ ကိုနေတင့်တော်တဲ့ရေရှည်အသက်မွေးဝမ်းကြောင်းကိုရှာဖွေတွေ့ဖို့အရေးဟာနှစေချောလူငယ်လေးတွေအဖို့ဘဝမှာအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒီနေ့မှာတော့အသက်မွေးဝမ်းကြောင်းကိုခုမှပဲခြေလန်းစဖို့ပြင်ဆင်နေတာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာရောက်နေပေမဲ့ရေရှည်အတွက်စူးရင်ပူပန်နေတဲ့ညီအကိုမောင်နှမများအားလုံးအတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျမတို့ကချင် waves သတင်းဌာနရဲ့သတင်းတင်ဆက်သူကျမအပန်ကနေပြီးဆီယမ်မဆိုင်းစန်းချက်ကိုဆက်တွေ့မေးမြန်းထားပါတယ်။ ပထမဦးဆုံးအနေနဲ့ရေရှည်အသက်မွေးဝမ်းကြောင်းအလုပ်ကိုရှာဖွေသိရှိဖို့စိတ်အားထက်သန်သူကျွန်တော်တို့ဟာမိမိရဲ့ထူးချွန်တဲ့အားသာတဲ့အရာကိုရှာဖွေသိရှိဖို့ဟာအရေးပါလာကြောင်းဆ iam မကအတွေ့အကြုံနဲ့တကွအခုလိုဝေမျှထားပါတယ်။လူငယ်တိုင်းရဲ့ဘဝမှာကိုကဆယ်တန်းတွေပြီးသွားတဲ့အချိန်ပေါ့နော်ဘာဖြစ်ချင်မှမသိဘူးကိုရဲ့ passion ကဘာမှမသိဖြစ်နေတဲ့သူတွေရှိလားမသိဘူးတချို့လည်းအရင်တော့အဲ့လိုဖြစ်ခဲ့ဘူးလေ။ ဒီစာအုပ်တအုပ်ရှိတယ်ဗောနော် so good they can ignore you ဆိုရဲစာအုပ်အဲလူငယ်တိုင်းကိုဖတ်ခိုင်းစေချင်တယ်ဒီထဲမှာသူကပြောထားတယ်သူရဲ့ကျောင်းစင်ပွဲတခုမှာ Harvard ကျောင်းစင်ပွဲတခုမှာ तू ကပြောရယ်ပေါ့နော်ဝါသနာပါရာကိုလောက်ပါဝါသနာပါရာကိုလောက်မှအောင်မြင်မယ်ဆိုပြီးပြောခဲ့ဒါပေမဲ့ तू ကိုယ်တိုင်ကဝါသနာပါရာမလောက်ခဲ့ဘူး तू ရဲ့ဒီ uh apple company ပေါ့နော် तू ဝန္ဒနာပါခဲ့တာမဟုတ်ဘူး तू ဝန္ဒနာပိုင်းဟာတခြားဟာဖြစ်တယ်ဒါပေမဲ့ तू ကဒီနယ်ပယ်မှာ तू ထူးချွန်တယ်ဆိုတာတည်သွားတဲ့အချိန်မှာ तू 73နှစ်ကလေးကခုတ်တင်ဆခဲ့တာဖြစ်တယ်အဲ့တော့ तू ရဲ့ apple company ကိုတည်ထောင်ဖို့အတွက် तू ကသူ့ရဲ့ထူးချွန်ရာကို तू ရှာတွေ့သွားတယ် तू ဝန္ဒနာပါတာဆက်လုပ်နေရင်ဒီနေ့ apple ဆိုတာရှိလာမှာမဟုတ်ဘူးလူငယ်တွေကတချို့တွေကထားပါတော့ gamer လောက်ချင်တယ် streamer လောက်ချင်တယ် okay beauty vlogger လောက်ချင်တယ်ဒါပေမဲ့ ကိုကျွမ်းကျင်တဲ့ဟာဖြစ်လာပေါ့နော်အဲ့ဒါတစ်ချက်ပြန်မေးရမယ်ကျမကလည်းအဲ့လိုပဲခံယူရပေါ့နော်ကိုကမကျွမ်းကျင်ဘဲနဲ့ဖြစ်ချင်တာပဲတည်တယ်ဇွတ်လုံးလို့မရအောင်ကိုရဲ့ဘဝတစ်ခုလုံးတော်ပြီးတော့နင့်မျောသွားလို့မရဘူး career capital ဆိုတာအရင်အရေးကြီးရယ် career capital means like ကိုကနေပေတခုမှာထိတ်တီးထိတ်တီးအရေးချင်းရှိလားကိုအရေးချင်းရှိတဲ့အချိန်မှာတကယ်လို့9 to 5 job လုပ်နေတဲ့ software engineer တောက်ပဲဆိုပါတော့တကယ်လို့ကိုကအဲ့ဒီနေပေမှာအရင်ထူးချွန်တဲ့သူဆိုရင် manager အဆအလုပ်ရှင်အဆကိုကိုကိုထွက်သွားမှအရင်ဆိုရင်လည်း အဲ့တော့ကို့တခွန်းပဲပေါ့နော်ကျွန်တော် work from home လုပ်ချင်တယ်ဆိုတော့ okay ရတယ်ဒါပေမဲ့ကို့မှာ career capital မရှိဘဲနဲ့ကျွန်တော်ကတော့တပတ်မှနေရက်ပဲအလုပ်ဆင်းတယ်မရဘူးကို့တခါတည်းအလုပ်ထုတ်ပါထုတ်လိုက်မှာသူပြောချင်တာကတော့ကို့ရဲ့ဟိုသူချွန်တဲ့နေရာကောင်းမွန်တဲ့နေရာကိုကိုကလေထိတ်ဆုံးမှလောက်ထားမှဖြစ်တယ်အဲ့ဒီအချိန်မှာကျတော့ career capital ရှိလာတဲ့အချိန်မှာကိုကလောက်ချင်တာတွေလောက်လို့ရတယ်ပေါ့နော်ခဏပြောလို့ကြောင်းတခါတည်းထွက်ပြီးတော့ဟို vlog ဆက်ရိုက်မယ်ဆိုတဲ့ဟာကဒါဟို unrealistic dream ဖြစ်တယ်လို့ထင်တယ် ဒါဖြစ်လည်းမဖြစ်နိုင်ဘူးဘုံကပြတ်သွားရတယ်လို့အများကြီးအကိုဝါသနာပါရပဲဇွလုံးမယ်မင်းရအောင်ဗောနော်ကိုယ့်ရဲ့နိုင်ငံရေးအခြေအနေကိုကြည့်ရတယ်ကိုယ့်ရဲ့မိသားစုအခြေအနေကိုကြည့်ရတယ်အဲ့တော့ဟိုကျွန်မကတော့အများကြီးဟိုစိတ်ကူးခဲ့ဘူးတယ်အခုအာဒီဟာအဲ့ဒီတော့ကတော့ကိုယ်ကအင်ဂျင်နီယာကျောင်းတက်လိုက်ပြီးရောဟို TU ကျောင်းတက်လိုက်ပြီးရောအဲ့လိုလည်းစဉ်းစားခဲ့ဘူးတယ်ဒါပေမဲ့ငါတော့တကယ်တော့အဲ့ဒါမဟုတ်ဘူးပေါ့နော်ကျမကိုပေးထားတဲ့ဟိုဖခင်ကပေးထားတဲ့ talent နဲ့ကျမလုပ်နေတဲ့အလုပ်က uncut ဖြစ်နေတယ်အဲ့တော့နောက်ပိုင်းကျတော့လေဟိုဒီစိတ်မဝင်စားဘူးဆိုတဲ့အလုပ်ကိုလုပ်ရင်းလုပ်ရင်းနဲ့အကောင်းဆုံးလုပ်နေတာဖြစ်တဲ့ကြောင့်တင်ယူရင်းတင်ယူရင်းနဲ့ဒီအလုပ်ကိုချစ်မြတ်နိုးလာတယ်ဒီအလုပ်မှာပဲဆက်ပြီးတော့ယင်းဒီမြုံနံပုံပြီးတော့လှုပ်ချင်လာတယ် လက်ရှိထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ဆီယမားကတော့ကချင်ပြည်နယ်လွေချိန်နေဆက်မြို့ငယ်လေးမှာမွေးဖွားခဲ့သူဖြစ်ပြီးမြချင်းနာမျိုးသူကထောင်မှာကြည်ပြင်းလာခဲ့တယ်လို့ပြောပါရယ်၂016ခုနှစ်မှာဇေတန်းကို English Chemistry Physics ဂုဏ်ထူးတုံးပါတာနဲ့သူ့ချွန်စွာအောင်မြင်ခဲ့ပြီးစေကျော်သက်အရွယ်မှာပဲ YCLE program ကနေရွေးချယ်ခြင်းခံရလို့ America ထိ ပညာရေးကိုလေ့လာခွင့်ရခဲ့ဖူးသူဖြစ်တယ်လို့အိန္ဒိယနိုင်ငံမှာစီးပွားစီမံဘွဲ့စုခူယရှိခေတူလေးဖြစ်ပါတယ်။လက်ရှိမှာတော့သူမဟာအင်္ဂလိပ်စာဘာသာရပ်ကိုသင်ကြားများဝေပေးတာကိုသူ့ရဲ့သူချင်တဲ့အရေးချင်းတစ်ခုအဖြစ်ရှာတွေ့ပြီးအသက်မွေးဝမ်းကြောင်းပြုနေသူတူပါ။ဘာဖြစ်လို့ writing နဲ့ speaking ကိုတွဲလဲဆိုတော့ကိုရီ native တွေမဟုတ်တဲ့နိုင်ငံတွေပေါ့နော်များတော့အဖြစ်တင်တဲ့နိုင်ငံတွေက reading နဲ့ listening ကို အများကြီးလုပ်ခဲ့ပြီးပြီဒါစတင်တယ်စတင်တဲ့အချိန်မှာကျမစိတ်ဝင်စားလုံးဝစိတ်ဝင်စားဆရာမလုပ်ပြီးမလုပ်မှလည်းပေါ့နော်ဆရာမလုပ်တယ်ဆိုသူများတွေကအရန်ဆွာတယ်လို့ပြောကြတယ်အဲ့လိုပေါ့အထင်အထင်နဲ့အဲ့တော့ကတော့အထင်နဲ့အဲ့လိုရှိတာပေါ့ so အဲအဲ့ဒီမှာကျမစလုပ်ဖြစ်တယ်ကျမအမ6လလောက်လုပ်ဖြစ်တယ်ပေါ့နော်6လလောက်လုပ်ပြီးတဲ့အချိန်မှာအဲ့ဒီတော့ကိုယ့်ရဲ့ one year လည်းဘာမှမရှိမြန်မာနိုင်ငံအခြေအနေကလည်းတည်ရတဲ့အချိန်ဘာမှလှုပ်ရှားလို့မရတဲ့အချိန်တွေဆိုတော့ကျမအော်တင်မတင်တော့ ငါတို့နှစ်ယောက်ပေါ့နော်အဲ့ဒီတငင်ချင်းအဲ့ဒီတငင်ချင်းနဲ့ငါတို့နှစ်ယောက်တင်တန်းဖွင့်ရအောင်သူကတော့ဟာမလုပ်ပါဘူးတဲ့ရှက်စရာကြီးပေါ့နော်တင်တန်းဖွင့်ခဏနေအချက်တွေကွင်းနေဦးမယ်မိဘတွေကလာပြီးတော့ငါတို့နှစ်ယောက်ကိုဟုတ်လားဟို complain တဲ့လူမခံနိုင်ဘူးဆိုတော့အာလုပ်မယ်ကွာချမယ်ကွာဆိုအဲ့တော့အဲ့ဒီကနေတင်ဖြစ်တယ်အဲ့ဒီကနေကိုပိုင်လုပ်ငန်းတတိလေးပေါ့နော်စတော့တော့ကျောင်းသား၃ယောက်နဲ့စတယ်ကျွန်မအခက်မကျွန်မကျောင်းသား၃ယောက်လေးနဲ့စတယ် grammar စာအုပ်လေးတွေတင်ရင်ပေါ့ လူငယ်တွေအများစုဟာကိုတင်ကြားခဲ့တဲ့အထူးပြုဘာသာရဲ့နဲ့အသက်မွေးဝမ်းကြောင်းပြုဖို့ကြိုးစားတဲ့အခါမှာတကယ်တမ်းလက်တွေ့မှာတော့ကြာရှုံးနေတတ်ပါတယ်။ဆ ям ဇိုင်ဇန်းချက်ကိုတိုင်းကလည်းစီးပွားစီမံနဲ့ဘွေရရှိခဲ့သူဖြစ်ပေမဲ့လက်တွေ့မှာ သူမှထွချွန်ရအင်္ဂလိပ်စာမျှဝေတင်ကြားပေးတဲ့အလုပ်ကပဲသူ့ရဲ့အသက်မွေးဝမ်းကြောင်းဖြစ်လာတာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာအကောင်ဆုံးသောနီလန်းဟာလုပ်ငန်းတစ်ခုကိုဒီဇိုင်းမမတ်လုပ်ဖို့ရစိတ်ပါဝင်စားတဲ့လုပ်ငန်းဖြစ်စေ၊ကျောင်းဘာသာရဲ့ဖြစ်စေ စိတ်မပါတဲ့အရာတွေဖြစ်စေကိုယ့်ရဲ့စိတ်ဝမ်းမှာအကောင်းဆုံးကိုပဲလုပ်ဖို့နှလုံးသွင်းဖို့ရှေ့ဆက်လျှောက်ရင်ဒီအရာတွေဟာအမှန်တကယ်ကိုယ့်အသက်မွေးဝမ်းကြောင်းအပေါ်ရောက်တဲ့အခါမှာအကျိုးပြုမှာဖြစ်ကြောင်းဆရာမကဆက်ပြီးရှင်းပြထားပါတယ်အခုကျမအခြေအနေကလည်းအရင်ထိတ်တီးရောက်နေတဲ့အခြေအနေတော့မဟုတ်ဘူးဒါပေမဲ့ကျမရှာတွေ့တာကတော့ I know what I want to do you know and I know what I want to continue in life လူငယ်အနေနဲ့ကတော့ဟုတ်တယ် ကျမအရင်ဆုံးဒီအိန္ဒိယကိုကြောင်းတက်တတ်မယ်လို့ပြောတော့ကြောင်းတက်ချင်တယ်ဘွေးရချင်တယ်ဒါပဲစိတ်ကူတယ်ဒါလူငယ်တိုင်းဖြစ်ဘူးပါလိမ့်မယ်အခုဆိုပုံဆိုးရပေါ့နော်လူငယ်တိုင်းကနိုင်ငံခြားကိုထွက်ချင်တယ်နင်ဘေးမေဂျာရွေးလဲဆိုတော့တိတ်ခတ်တိတ်ချမစင်စားတိလည်းမသိဘူးဘာဖြစ်ချင်မှလည်းမသိဘူးအခုခေတ်ဆိုပုံဆိုးရသူများရဲ့ဟိုဟာဖြစ်လိုက်ကြဖြစ်လိုက်ကိုကပဲလိုက်ရောင်ရမလားအဲ့လိုတွေဖြစ်တယ် ဒါပေမဲ့ကျမကဒီ bachelor တက်ခဲ့တဲ့ဟို business တက်ခဲ့ပေမဲ့ကျမနောင်သားရတာမျိုးမရှိပါဘူး။ဘာဖြစ်လဲဆိုတော့အတခုခုကိုလုပ်ပြီးဆိုရင်ကျမကအကောင်းဆုံးဖြစ်အောင်လုပ်တယ်ပေါ့နော်။အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ bachelor တက်နေတဲ့အချိန်မှာလည်းကျမဟိုမြန်မာနိုင်ငံကလာတဲ့ foreigner တယောက်နေနဲ့အဟိုကအိန္ဒိယမှာကျွန်တော်တက်ဖြစ်တဲ့ကြောင်းများတော့အဖြစ်ကတော့ဒီတို့လူမျိုးတွေများတယ်။ဒါပေမဲ့ရောက်တာနဲ့တင်ကျမကဒီအတိမတ်ပြုတ်ချင်းခံရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကိုယ့်ရဲ့ အာ confidence မှုရယ်ကိုကို make ဆက်တဲ့အချိန်မှာအတန်းပိုင်ဆရာမကဘောနော်ဒီက professor ကျမကိုသဘောကျတယ်ရောက်တာနဲ့ပဲဘာမှတော့မသိသေးဘူးကျမကိုအတန်းဟို monitor ခန့်တယ် okay ဟုတ်ရရပေါ့နော် so ဟိုကိုရှိမှရလာတဲ့ opportunity အကုန်လုံးကိုကျမအကုန်လုံး grab လုပ်တယ်ဟိုကိုဟာကိုဟိုစီးပွားရေးစိတ်ဝင်စားတယ်ဖြစ်တယ်စိတ်ဝင်စားတယ်ဖြစ်စေကျမရအောင်လုပ်တယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီကနေတဆင့်ဒီចောင်းတတ်မကတွေမှာကျမပါဝင်တယ် um ကျမအနေနဲ့အဲ့ဒီနှစ်တုန်းကဆိုရင်တော့ဒီဗန်သမဦးဆုံးအမျိုးသမီးအာဒီចောင်းသားတမကခေါင်းဆောင်ဖြစ်ခဲ့ရပေါ့နော်ဒီចောင်းသား300 400ရှိတယ်ဒီ business department အာဒီအဲ့ဒီမှာကျမဗန်သမဦးဆုံးအနေနဲ့ president ဖြစ်ခဲ့တယ်ဆိုဒါရီကော်လုံးကအာကျွန်တော်စိတ်ဝင်စားတဲ့ဟာကိုဘာဖြစ်လို့တက်လဲအဲ့လိုမဟုတ်ဘဲနဲ့ဒီအနေနဲ့သင်တင်ယူလို့ရတဲ့ဟာကအခုကျမ career build လုပ်တဲ့အချိန်မှာအရန်ကိုအထောက်အကူပြုတယ် တို့ချို့ရကြတော့ကိုစိတ်ဝင်စားတဲ့ဟာကိုတတ်နေရတယ်ဟိုပီပီရောအဲ့လိုမျိုးစိတ်မဝင်ခိုင်းစေချင်ဘူးတကယ်လို့ဟိုအကျိုးရှိလို့အကြောင်းရှိလို့အကျိုးဖြစ်လာဟို discover okay everything happens for a reason right အဲ့တော့တခုခုလုပ်ပြီးဆိုရင်ကိုကလေအော်ငါ့ကိုဒီကိုပို့ရလဲ maybe အကြောင်းရှိလို့နေမှာအဲ့လိုပဲတွေးတယ်ပေါ့နော်အဲ့တော့ အကောင်းဆုံးလုပ်တယ်အဲ့ဒီတည်းမှာတငယ်ချင်းလည်းအများကြီးရတယ်ပြီးလို့ရှိရင်လူတွေကလည်းကိုယ်ကိုယုံကြည်အောင်လုပ်တယ်အာပြီးလို့ရှိရင်ဒီ business department မှာကျွန်တော်တို့ funding တွေအများကြီးရှာပေးခဲ့တယ်เอ่อဒီ business uh, idea လေးတွေထုတ်ပြီးတော့ funding အများကြီးရှာရှာပေးခဲ့တယ် entrepreneurship class တွေတက်ဖို့လည်းရွေးခန့်ရတဲ့အကြောင်းသားတွေထဲမှာလည်းပါတယ်ဒါပေမဲ့တခုရှိရတော့ကျွန်မအကြောင်းအကြောင်းသက်တုံးကစာရန်တော်တဲ့အကြောင်းသားမဟုတ်ဘူးဒါပေမဲ့ activity တိုင်းမှာပါဝင်တဲ့အကြောင်းသားတော့ဖြစ်ခဲ့တယ် ចောင်းသားအလိုက်ပေါ့နော် ပြီးလို့ရှိရင်ကျမတို့ចောင်းတက်တဲ့ချိန်မှာကချင် community တွေရှိတယ်ကချင် community မှာလည်းတို့အဲသူများတွေခေါ်တဲ့အချိန်မှာဒီ activity တွေဝင်ပါရတဲ့ဟာရှိတယ်။အဲဒီမှာတချင်းဆိုဆိုတချင်းဆိုကဆိုကပေါ့နော်အကုန်လုံးပါဝင်ခဲ့တယ်။အဲ့တော့ university life မှာကိုကအော်စာလဲစိတ်ဝင်စားဟွာပဲလို့ဟုတ်လားအဲ့လိုမျိုးမကုံခိုင်းစေချင်ဘူးနော်တကယ်တော့ကိုတတ်နိုင်တဲ့လောက်အများကြီးလူငယ်နေနဲ့ပါဝင်ခိုင်းစေချင်တယ်။အဲ့ဒီကနေတဆင်ရလာတဲ့ experience တွေကအခု ကိုယ့်ရဲ့ career build လုပ်လာတဲ့အချိန်မှာကိုက business line တာမသွားပေမဲ့ကိုအဲ့ခန့်နေရခဲ့တဲ့ experience တွေကလေအရင်ကအထောက်အကူပြုတာဖြစ်တယ်ပေါ့နော်အဲ့တော့ဟို business တာလေးလာခဲ့ပေမဲ့ဘာဖြစ်လို့ teaching ပိုင်းကိုစိတ်ဝင်စားပဲလုပ်ဖြစ်သွားလဲဆိုတော့ခဏပြောလို့လုပ်ငန်းကတခုတည်းကိုပဲ design မမလုပ်လာတဲ့အချိန်မှာ तू ဟာ तू opportunity ကလိုက်လာတယ်လမ်းကြောင်းတွေကတခုပြီးတခုဘယ်လိုလမ်းပွင့်သွားတယ်လို့ပေါ့နော်ကိုကလမ်းလမ်းကျင်းလေးကနေလာတယ်ဒါပေမဲ့ကြာလာတဲ့အချိန်မှာဒီ လမ်းနေရလမ်းမကြီးပေါ်ရောက်သွားတယ်လို့ပေါ့အဲ့တော့ဒီ opportunity အများကြီးရောက်လာတယ်အဲ့ဒါကတော့တခုတည်းကိုပဲ design မဲ့လှုပ်လှုပ်အာရရှိတဲ့အကျိုးမျိုးလုပ်တင်တယ်ပြီးလို့ရှိရင် အခု social media ပေါ်မှာ camera ရှေ့မှာဒီ video ကြောင့်ရတော့ဘာလို့ဆိုတာတကယ်တမ်းကျတော့မလွယ်တဲ့ကိစ္စဖြစ်တယ်ပေါ့နော်ပြီးရင် public speaking skill လိုအပ်တယ်အဲ့တော့ဒါတွေကကျမចောင်းတားတော့ကရခဲ့တဲ့ experience တွေဖြစ်တယ်အဲစခဲ့ရတော့ဒီ Kachalan College မှာပေါ့နော် ကျမရဲ့ driver ဖြစ်တဲ့အာပြန်တန်ခေါ်အောင်ပေါ့နော်သူကလည်းကျမတို့ကို public speaking ကိုများများလုပ်ရမယ် confidence ရှိရမယ်ဆိုတဲ့ဟာတွေကိုတေချာလေးသင်ပေးခဲ့အဲ့ဒီကနေစရယ်ဆိုတော့အခုထိဒီအခြေအနေရောက်လာဖို့ဦးညီပေးခဲ့တဲ့ဟာတွေကဒီတသေးလေးပေါ့နော်ကိုငငင်ကလေးကရရှိခဲ့တဲ့ experience တွေသင်ယူပေးခဲ့တဲ့ဆရာဆရာမတွေအကြောင်းသင်တယ်အဲ့တော့ဘာပဲလို့လို့အကောင်းဆုံးလုပ်ခဲ့တယ် လူငယ်တွေအနေနဲ့ကိုယ့်ရဲ့ကျွမ်းကျင်ရာအရေးချင်းတွေကိုအစင်တစ်ခုတည်းမှာပဲရက်တက်နေတာမျိုးမဟုတ်ပဲပုံမူကျွမ်းကျင်ရာကိုခြေလှမ်းသွားဖို့အရေးကြီးတယ်လို့ပြင်းကြီးချင်းအားကလည်းယုံထားဖို့လိုအပ်ကြောင်းဆီယာမကအခုလိုတိုက်တွန်းလိုက်ပါတယ်တချို့တွေကလေပို့သူဟာသူဖြစ်လာမယ်ဆိုတော့စိတ်သက်ကိုအရန်သွေးကြတယ်အာငါ session နဲ့ပြည့်ရင်သူဟာသူအလုပ်တွေရမယ်သူဟာသူ အချိန်တိုင်းရင်မိမရမယ်ကလေးမွေးမယ်ဆိုဒါအရန်ကိုမာရယူဆဖြစ်တယ်ကိုကအခုကလေးက ကိုကအခုသူငယ်တန်းလားငါတန်းလားငါတန်းကလေးကတေချာလေးမကြိုးစားတဲ့ចောင်းသားကဟိုနောက်နောက်မှသူ့ဟာသူဖြစ်လာမယ်ဆိုတော့ဘယ်သူမှမဖြစ်ဟိုဘလို့မှအဆင်မပြေအဲ့ဒါဖြစ်လည်းမဖြစ်နိုင်အဲ့တော့ဒီ mindset ကိုဖြောင်းရမယ်မိဘကလှုပ်ပေးလိုက်မယ်အဲ့ဒီ mindset ကိုဖြောင်းရမယ်အခုဒီလိုဖြစ်လာဖို့ဆိုတာငငယ်ကလေးကအခုအဲကျမခဏကလေးရှင်းပြပြီးသားပဲဆယ်တန်းပြီးကလေးကကျမစူးစမ်းခဲ့တဲ့သစ်ပြီးသစ်အဲတက်သွားတဲ့ခြေလမ်းတွေပေါ့နော် ဟို level တခုတည်းမှလည်းမနေနဲ့အခုကိုကဘောလုံးကန်တဲ့ထားပါတော့ဘောလုံးကန်တဲ့ဟာကိုရက်ွက်တည်းရလူတွေပဲကန်နေနော်ရက်ွက်အဆင့်လောက်ပဲရှိမယ်အဲ့တော့ဘောလုံးကန်တဲ့ the first like next step ကဘာလဲ okay ဘလိုလက်ွက်မျိုးတွေရှိလဲအဲ့တော့ကိုကသင်ယူရမှာဖြစ်စေ okay ကိုက musician ဖြစ်ချင်တယ်ဂီတာလေးကိုဟုတ်လားဟိုဂီတာကီးကွက်ဒါလေး CD လောက်ပဲတီးတတ် ဒီနားမှာရက်နေလို့မရအောင်ကိုယ့်ထက်ပိုခက်တဲ့ဟာတွေကိုက challenge ဖြစ်တဲ့ဟာတွေလောက်ရမှာဖြစ်တယ်ပေါ့နော်ဒါလူငယ်တွေအကုန်လုံးဖြစ်ခိုင်းစေချင်တယ်အဲ့တော့တင်ယူတာကိုလုံးဝမရက်ပါနဲ့ပြီးလို့ရှိရင် university ကိုတက်ဖြစ်အောင်တက်ပါ university တက်တယ်ဆိုရင်ဒီမှာအာအတုံးမဝင်ဘူးဆိုတာထက် university မှာစာကိုအဓိက focus လုပ်မှာထက် network တည်ဆောက်ပါ ပြီးလို့ရှိရင် leadership skill တည်ဆောက်ပါ public speaking skill တည်ဆောက်ပါကိုဘေးမေဂျာပဲတက်တက်ပေါ့နော်အဲ့တော့ဒါလေးအကြံပေးချင်ပါတယ်ပြီးလို့ရှိရင်ဆယ်တန်း ဆယ်လမ်းအောင်တာဟုတ်လား high school ပြီးတာနဲ့လည်းအလကားအိမ်မှာနေမဲ့အစားပေါ့နော်ကိုဘွားအတွက်အခုဆိုရင် internet တွေအကုန်လုံးရှိပြီအဲ့တော့ကိုဘာကိုစိတ်ဝင်စားလဲဟိုရှင်းရှင်းပြောမှဆို video editing တခုတည်းကိုပဲအခုပုံမှန်လုပ်သွားကြည့် video editing 6လလောက်လေးလာပြီးရင်လူကအရင်ပြောင်းလဲသွားလိမ့်မယ်ဒီအဲ့ဒီထက်ပုံမြင့်ပုံမြင့်တဲ့ level တခုတက်လိုက်ကြည့်အရင်ကိုပြောင်းလဲသွားရင်ကိုယ့်ရဲ့ confidence စကားပြောပုံကအကုန်လုံးပြောင်းလဲသွားလိမ့်မယ်ပြီးလို့ရှိရင် ဒီပညာမတက်လဲဘာမှမဖြစ်ပါဘူးဆိုတော့ဆက်သက်မျိုးမသွင်းပါနဲ့ပေါ့နော်မြန်မာနိုင်ငံကအရန်ကိုလို့ပါသေးတယ်မြန်မာနိုင်ငံကဒီလိုပြောဖို့အရန်ကိုလို့ပါသေးတယ် okay ဟိုကိုတန်းလောက်လင်းအောင်ပြီးတော့ငါတခြားစီးပွားရေးလောက်လဲနင်တို့ဘက်ပတ်စံဝင်နေခဏဖြစ်ကောင်းဖြစ်ပါလိမ့်မယ်9 to 5လက်တက်တောင်းလို့ဖို့မစင်စားပါနဲ့ပေါ့နော်9 to 5လုံနေရင်းနဲ့ကိုယ့်ရဲ့ personal brand တခုကိုတည်ဆောက်ပါဒီအလောက်ကလည်းချက်ချင်းမထွက်လိုက်နဲ့ ကိုယ့်ရဲ့ capital uh, career capital ရပြီဆိုတဲ့နေ့ကတော့အလုပ်ထွက်ပြီးကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းကို design design မမလုပ်ပါအဲ့လိုအကြံပေးချင်ပါတယ်ပေါ့နော်ဟုတ်ကဲ့အဓိကကတော့อืมအချောင်းမခိုနဲ့ပေါ့မပြင်းနဲ့ပေါ့ yep